မွေးဖွားပြီးစိတ်ကြယောဂါဖြစ်ပြီးအကြောင်းသိထားတဲ့သမျှဒါကကလေးမွေးပြီးစိတ်မပျော်တာထပ်ပေါ်ပါတယ်ဘလို့သိနိုင်မလဲနေ့တိုင်းဝမ်းနေခြင်းတို့စိတ်ပြောင်းလဲမြန်ခြင်းကလေးနဲ့အတူရှိရတာပျော်ရွှင်မှုမရှိခြင်းကလေးအိတ်နေတော့အိတ်မပျော်ခြင်းအစာအတော့အလွန်မင်းနေများခြင်းမိမိကိုယ်ကိုအပြစ်ရှိတယ်လို့ခံစားရခြင်းကလေးနဲ့စိတ်ချင်းမနှီးဆက်တယ်လို့ခံစားရခြင်း နှစ်ပတ်ထပ်ပူကြပါကကျမ်းမာရေးပညာရှင်နဲ့တိုင်ပင်ပါဘလို့ရင်ဆိုင်မလဲတက်အကူညီတောင်းပါဆရာဝန်တားဖွားဆရာမစိတ်ကျမ်းမာရေးပညာရှင်နဲ့ပြောပါမိသားစုတငယ်ချင်းများထံမှအကူအညီရယူပါနှစ်ကိုကိုကိုဂရုစိုက်ပါတနေ့30မိနစ်လမ်းလျှောက်ရေချိုးအသက်ပြင်းပြင်းရှူပါမိခင်အုပ်စုများတွင် ပါဝင်ပါတဲ့လိုမျိုးအတွေ့အကြုံရှိသူများနဲ့ဆွေးနွေးပါသုံးအောင်မြင်မှုအနည်းငယ်ကိုဂုဏ်ယူပါ လေးကိုကျွေးမွေးနိုင်ခြင်းအိယာထာပြီးနေ့လယ်စာစားနိုင်ခြင်းတနေ့တာကိုကြော်ဖြတ်နိုင်ခြင်းအရေးကြီးဆုံးအချက်ဖြစ်ဖြစ်တာကတင့်ကိုမိခင်ဆိုတယောက်မဖြစ်စေပါဒါကတင့်စိတ်ကျမ်းမာရေးကိုဂရုစိုက်ဖို့လိုအပ်နေတယ်ဆိုတဲ့အချက်ပဲကြုံတွေ့ဘူးလေတို့လက်ရှိကြုံတွေ့နေရတဲ့မိမိတို့ရေတင့်အတွေ့အကြုံတို့အားပေးစကားလေးတွေကိုကမန့်တမှာဝေမျှပေးပါတခြားမိမိတယောက်အတွက်အားရင်ဖြစ်စေပါပါ video ကို ရေးသားဖန်တီးသူရဲရင်အောင် baby care မချက်အဖြစ်ကိုကူတာနိုင်ပါတယ်တင့်တယောက်တည်းရင်ဆိုင်စရာမလိုပါ